နိဇန်တရနေ့ဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဒါနသီလဘာဝနာကုသိုလ်တရားတို့ထုံလွှမ်းတဲ့နေထူးနေမြတ်တရဖြစ်ပါတယ်။တက္ကရီတစ်ခုကိုကူပြောင်းသွားတဲ့အစာဦးရမှာကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့မျက်နှိုးပွေရာယဉ်ကျေးမှုထုံနှန်းစင်လာတရပါ။တက္ကရီဒီတည်ရည်ပြောင်းလဲလာနေပြီးမြန်မာတက္ကရီ1389ခုနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီနေ့နေစံတရနေ့ကနှောင်းတကူလာသူရဲ့ဖြစ်ပါတယ်။နေစံတရနေ့ကိုရှေးမြမမင်းတွေလက်ထက်ကလေးကအလေးမြတ်ထားခဲ့ကြတာပါ။အဲ့ဒီနေ့မှာရေနာမြတ်သုံးပါးနဲ့တကွတမာဒီဝနတ်အပေါင်းကိုရှေးစင်လာအတိုင်းလှူဒန်းပူဇော်လေးချီကြပါတယ်။နေစံတရနေ့မှာနေအိမ်ကဗုဒ္ဓရုပ်ပွားတော်တွေနဲ့ဖျားစီတီပထူចောင်းကန်တွေကဗုဒ္ဓရုပ်ပွားတော်တွေကိုကြီးတပ်ပေ ပူဇော်တာတွေပြုလုပ်ပြီးကုသိုလ်ယူကြပါတယ်။ အခုလိုကုသိုလ်ယူကြတာတွေကလည်းရှေးအစဉ်လာတည့်ရဖြစ်ပါတယ်။နှစ်စန်းတည့်ရနေ့ရောက်ပြီဆိုရင်မြန်မာနိုင်ငံမှာ ရှိတဲ့တကူးကြီးဖျားသေးတီတွေနဲ့ကြီးရွာမြို့နယ်တိုင်းမှာရှိတဲ့ဖျားသေးတီတွေမှာဖျားဖူးသူတွေအလွန်များကြပါတယ်။ဖျားသေးတီတွေမှာတပည့်စည်းလဲတန်ရှင်းရေးကုသိုလ်ယူကြသူတွေရင်းမြင်တော်တန်ရှင်းရေးကုသိုလ်ယူကြသူတွေများစွာရှိကြပါတယ်။နှစ်စန်းတည့်ရနေ့မှာဆိုရင်တော်ရုံမြို့ပါမကျန်း ဖျားသေးဒီတွေနဲ့ဘုန်းကြီးเจ้าတွေမှာကုသိုလ်ကောင်းမှုပြုသူတွေနဲ့လွန်စည်းကားကြပါတယ်။ဘုန်းကြီးเจ้าတွေမှာဆိုရင်ဥပုသ်တီလာစောင့်တည်ကြသူတွေအလွန်များကြပါတယ်။တကြီးရွယ်ဦးဒေတာမကလူငယ်လူရွယ်တွေမှာလည်းဥပုသ်တီလာစောင့်တည်ကြသူတွေရှိပါတယ်။ဘုန်းကြီးเจ้าအများစုမှာတကြံတွင်တရားစခန်းတွေဖွင့်ကြပါတယ်။တချို့ကတကြံကာလအတွင်းတရားစခန်းဝင်ကြသူတွေရှိတယ်လို့ တရားစခန်းမဝင်ပဲတည့်ရချင်းဥပုံဆောင်တဲ့သူတွေလည်းရှိကြပါတယ်။အများစုကကြံတွင်းမှာရေကစားကြပြီးနှစ်စန်းတရနေ့ရောက်မှသာဘုံကြောင်းတွေမှာဥပုံသွားဆောင်ကြသူတွေလည်းရှိကြပါတယ်။တရားစခန်းတွေဖွင့်ထားတဲ့ဘုံကြောင်းတွေမှာကြံကာလနဲ့နှစ်စန်းတရလူရမျိုးတွေဆိုရင် အလှူရှင်တွေအများကြီးလာကြပါတယ်။ ဘုံကြီးကျောင်းတွေမှာနှစ်စန်းတည်းနေ့ဆိုရင်ဥပုပ်တွေတွေလည်းအလွန်များသလိုအာယုံစုံ နေ့စုံကအစနေ့လေကင်းအတွက်အချူရီလာရောက်လှူဒန်းသူတွေလည်းအလွန်များတဲ့နေ့ရက်ဖြစ်ပါတယ်နစန်းဒီရနေ့မှာတကြီးပူဇော်ကြော့ပွဲကိုကျင်းပတာတွေကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကောင်းမွန်တဲ့ဒလိတစ်ခုအဖြစ်ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့ကြတာပါမိမိတို့ရဲ့ရက်ွက်ကြီးရွာတွေမှာနေထိုင်ကြတဲ့တကြီးရွယ်ဦးတွေကိုတတ်မှတ်ထားတဲ့နေရာတစ်ခုမှာဖိတ်ကြားပြီးခြေသေးလက်သေးတွေညှက်ပေးကြသလိုတရုတ်ကမိုးတို့နဲ့ခေါင်းချော်ပေးကကုသိုလ်ယူကြတာဖြစ်ပါတယ်ဒါအားလဲမြန်မာတို့ရဲ့မျက်နှာပွေရာရည်ကြီးမှုအစဉ်လာတည့်ရလို့ဖြစ်နေပါတယ်ဇီဝိဒဒါနကုသိုလ်ပြုကြတာကလည်း နှစ်စန်းလျက်နေရဲ့ထူးမြတ်လာတဲ့ကောင်းမှုကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ငါကလေးတွေငါကလေးတွေလွတ်ကြတာမျိုးနဲ့တခြားသောတလိ္ဆန်တွေကိုပါဘေးမဲ့လွတ်ကြတာမျိုးလည်းရှိပါတယ်။နှစ်စန်းလျက်နေမှာတီလာကုသိုလ်ဘာဝနာ ကုသိုလ်ယူကြသူတွေလည်းများစွာရှိသလိုဒါနကုသိုလ်အဖြစ် တရားစခန်းတွေမှာအလှူဒန်းပြုလုပ်သူတွေရက်ွက်တွေထဲမှာသတုတ္တိတာမျိုးစုံကျွေးမွေးလှူဒန်းသူတွေအလွန်များကြပါတယ်။ တကူချိန်ကတာပြီးတော့အာရနာနာတိုက်ရွေးနေပါလေငွေကြေးမတက်နိုင်သူတွေတောင်နှစ်စန်းတည်းရဲ့နေ့မှာအလှတခုခုကို ပြုလုပ်ကြတဲ့နေ့ရက်ဖြစ်ပါတယ်။တချို့ကနေမှာမြမရိုးရမုတ်တွေပြုတ်လို့ပြီးအိမ်ကြီးချင်းတွေကို ဝေကြပါတယ်။မုံလုံးကြီးပေါ်ဖင်ရင်အေးမုတ်လက်ဆောင် အစရှိတဲ့မြမရိုးရမိုးပွဲတည်ရတာတွေကိုလှူဒန်းကြသလိုလမ်းတွေမှာညနေပိုင်းအချိန်ထမင်းဟင်းနဲ့အစာအစာမျိုးစုံလှူဒန်းပြီးကုသိုလ်ယူကြသူတွေလည်းရှိပါတယ်။အဲဒီနောက်ညနေပိုင်းရောက်တဲ့အခါအတာအိုးများကိုယူဆောင်ပြီးကြေးရွာထိပ်လမ်းထိပ်တွေရဲ့နေရာတစ်ခုမှာစုပေါင်းကြပါတယ်။ပြီးတော့ရဟန်းတန်ဃာတွေကိုပင့်ဖိတ်ကာပရိတရားတွေကိုနာယူကြပါတယ်။ဩတဒသဘဝတော် နစ်ဆန်ဒီရဲ့ညနေခင်းအချိန်မှာအတာအိုးများနဲ့ပြည့်တရားနာကြတဲ့ဒလီကလည်းရှေးစင်ဆက်ကလေးကပြုလုပ်ခဲ့တဲ့မြမရူရဒလီတစ်ခုဖြစ်ပါတယ်။ဘုရားဘာသာကိုတက်ဝင်ယုံကြည်ကြတဲ့မြမလူမျိုးတွေဟာကံကံရဲ့အကျိုးကိုယုံကြည်ကြပါတယ်။ဒါကြောင့်နှစ်တနှစ်ရဲ့အစမှာကုသိုလ်ကောင်းမှုတွေနဲ့အစပြုပြီးကံကောင်းခြင်းတွေကိုမျှော်မှန်းကြပါတယ်။ဒီလိုဘာသာရေးကိုအခြေခံတဲ့ရင်ကျေးတိမ်မွေးတဲ့ရူရဒလီတွေဟာ ခရဆက်ဆက်ထိမ့်သိမ့်လာနိုင်ခဲ့ကြသလိုနောင်လာနောင်သားတွေအနေနဲ့လည်းနှစ်သိမ့်ကူရိုးရဒလေးတွေမပြောင်းပြတ်အောင်ဆက်လက်ထိမ့်သိမ့်သွားရမယ့်အရာတွေပဲဖြစ်ပါတော့တယ်။